အိုမန်နေပြီးတော့ဗောနော်ကျွန်မဒူဘိုင်ကိုလာခြင်းနေဆိုလို့ရှိရင်အညီမကျွန်တော်မေးထားဗောနော်အေဂျင်စီနဲ့အမ်မလားဆိုတော့ဖြစ်နိုင်တော့အေဂျင်စီနဲ့မအပ်ပါနဲ့ကောင်းတဲ့အေဂျင်စီကြားလို့ရှိရင်ညီမတို့ပြဿနာမရှိပေမဲ့မကောင်းတဲ့အချိန်အေဂျင်စီကြားညီမအချိန်လဲကုန်တယ်ငွေလဲကုန်တယ်ဗောနော်အညီမလည်းနိုင်ငံခြား experience ရှိနေပြီဒီဗော sorry ဘက်က experience ရှိနေရတဲ့အတွက်ကို အိုမန်ကနေဒီတိုင်းပဲ visit visa နဲ့ဒူဘိုင်ကိုလာပါဒူဘိုင်ကိုလာပြီးသွားလို့ရှိရင်ညမပါ position နဲ့ရှောက်ချင်တာလေပေါ့နော်ရှောက်ချင်တဲ့ position ကိုအဓိက target ထားပြီးတော့ကျွန်တော်တို့ဒီဒူဘိုင်မှာပြန်ရှာပေါ့နော်အဲ experience က Oman ဘက်မှာရှိနေတဲ့အတွက်က Dubai ကိုအရင်အခက်ကြီးမဟုတ်တော့ဘူးကျွန်တော် လုပ်နေတဲ့ company မှာ Kuwait ကနေပြီးတော့ပြောင်းလာပြီးတော့အာဒီမှာအလုပ်လုပ်နေတဲ့လူတွေ sorry ဘက်ကပြောင်းလာပြီးတော့အလုပ်လုပ်နေတဲ့လူတွေအများကြီးရှိပါတယ်ခင်ဗျာကျွန်တော်တို့အဓိကကတော့ sorry ဒီပေါ့နော်ဒီ sorry ဘက်က experience တစ်ခုခုရှိနေပြီးဖြစ်တဲ့အတွက်ကိုအလုပ်ရှာရတာခက်မှာမဟုတ်ပါဘူးခင်ဗျာ